မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မောင်မီခုကော်နာ YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကလပဲထောင်းကျော်လေးကိုမျှဝေပေးသွားမှာဖြစ်လို့အိမ်မှာကိုယ်တိုင်လိုက်ကြိုစားကြည့်လို့ရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ားနာရီလောက်ရင်ဆိုင်ထားတဲ့ကလပဲလေးတွေကိုအခုလိုမျိုးရင်စစ်ပေးထားလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကလပဲလေးတွေကိုငရုတ်စုံထဲကိုထည့်ပြီးတော့ထောင်းပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ ကလပ်ဘဲလေးတွေအားလုံးကိုအခုလိုမျိုးကျင်ညက်တဲ့အထီးထောင်းပေးထားလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျက်သွန်ဖြူ9မှာတောင်းနဲ့ဂျင်းလက်20လောက်ကိုလည်းကျင်ညက်အောင်ထောင်းပေးထားလိုက်ပါမယ်ခင်ဗျာ ပြီးရင်တော့ထောင်းထားတဲ့ကလဘဲထဲကိုခုနကထောင်းထားတဲ့ချင်းနဲ့ကျက်သွင်းပြီးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့နနံပင်ကိုအခုလိုမျိုးအရိုးလေးတွေပါပေါင်လို့တင်းတင်းကြပ်ကြပ်လေးညှပ်ပေးလိုက်ပါမယ်ခင်ဗျာ ပြီးရင်တော့ပဲမုတ်၃ဆွန်းလောက်နဲ့အကျော်မုတ်၂ဆွန်းလောက်ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာ။ ေးရင်တော့အရသာအတွက်စားနယ်အချို့မဟုတ်ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ရေကိုအနှဲငယ်ထည့်ပေးပြီးတော့အားလုံးသမသွားအောင်လို့နယ်ပေးပြီးတဲ့နောက်မှာတော့စားကြိုလို့ရပါပြီခင်ဗျာကြောကြောမှဖြစ်တဲ့အတွက်ကြောင့်မလို့နေဦးတဲ့ကိုစီမြမ်းများလေးထည့်ပေးလိုက်ပါမယ်ခင်ဗျာ။ စီပူလာပြီဆိုရင်တော့ဒေဝိုးတဲ့ကိုကလပ်ပဲလေးတွေကိုမမိတို့ကျင်တဲ့ site လေးထည့်ပေးပြီးတော့ကြော်ပေးရပါမယ်ခင်ဗျာအခုလိုမျိုးထည့်တဲ့အခါမှာလည်းတစ်ခုနဲ့တစ်ခုကတ်မနေအောင်လို့နည်းနည်းလေးခွာပြီးထည့်ပေးထားရပါမယ်ခင်ဗျာ ောက်ဘက်မျက်နှာပြင်လေးတွေကျက်လာပြီဆိုရင်တော့အခုလိုမျိုးအထောက်အောက်လေးတွေလန်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ခုလိုမျိုးအထက်အောက်လေးတွေအကျဉ်းကြီးသွားပြီဆိုရင်တော့စကားလေးတွေကိုထည့်ပြီးတော့ဆယ်ပြေးလိုက်ပါမယ်ခင်ဗျာအခုဆိုရင်တော့စားရတာလည်းအရသာရှိပြီးတော့ကြော်ရတာလည်းကိုတဲ့ကလပဲထောင်းကြော်လေးကိုရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ ဗီဒီယိုလေးကိုကြိုင်းနေတတ်တယ်ဆိုလို့ရှိရင်ဟင်းချက်နေသေးတွေကိုပုံမှန်ဆင်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Bami Food Corner YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ခင်ဗျာ။ရသာရှိတဲ့ဟင်းပွဲလေးနဲ့တူပြန်လာခဲ့ပါမယ်။ချက်တာပါ